တဘဘဘသာအကရဏံကုတလသဥပသမရာသစိတပရိယောတပဏံဣဒံဗုဒ္ဓနာသာသနံတဘဘဘသာအကရဏံလုံးစုံသောမကောင်းမှုတို့ကိုမပြုခြင်းဒီ၎င်းကုတလသဥပသမရာကုသိုလ်ကောင်းမှုမှန်သမျှကိုပြည့်စုံစေခြင်းဒီ၎င်းသစိတပရိယောတပဏံမိမိစိတ်ကို ဖြူစင်စေခြင်းဒီ၎င်းဣဒံဤသုံးပါးသည်ဗုဒ္ဓနာအလုံးစုံသောဘုရားရှင်တို့၏ သာသနာဆုံးမတော်သည်မကောင်းမှုဆောင်ကောင်းမှုဆောင်ကျူအောင်စိတ်ကိုထားခုလဲချမ်းသာနောင်ချမ်းသာမြတ်စွာဟောမိတာခုလဲချမ်းသာခြင်းနဲ့နောင်လဲချမ်းသာခြင်းနဲ့ဆိုရင်မကောင်းမှုကိုရှောင်ကျဉ်ကြရမှာကောင်းမှုကိုဆောင်ရွက်ကြရမှာကိုယ်စိတ်ကိုဖြူစင်အောင်ကြိုးစားကြရမှာဒီဆုံးမသုံးပါးဟာ အရှုသူတော်ဘုရားရှင်တို့ပေးခဲ့တဲ့အဆုံးမအားလုံးတို့ရဲ့အနှစ်ချုပ်ပဲအယိုးဆုံးနဲ့အကောင်းဆုံးဆုံးမလည်းဖြစ်တယ်အကောင်းမှုရှောင်းကောင်းမှုဆောင်ဖြူအောင်ရှိကုန်တာပထမဆုံးဆုံးမကအကောင်းမှုရှောင်းတဲ့ဘာကြောင့်အကောင်းမှုကိုရှောင်ဖို့ဒါမြင်ရတာလဲရှင်ရဲမှာဆိုလို့ ကောင်းမှုနဲ့ဆင်းရဲဒုက္ခဆိုတာအကြောင်းအကျိုးသဘောတွေမကောင်းမှုတွေအကြောင်းတရားဆင်းရဲဒုက္ခတွေအကျိုးတရားမကောင်းမှုဆိုတဲ့အကြောင်းတရားဖြစ်သွားရင်ဆင်းရဲဒုက္ခဆိုတဲ့အကျိုးတရားဖြစ်လာလိမ့်မယ်ဒါလို့မရဘူးမကောင်းမှုဆိုတာကာယကမကောင်းမှုရှိတယ်ဝစီကမကောင်းမှုရှိတယ်မနောကမကောင်းမှုရှိ ဘယ်မကောင်းမှုမှစိတ်ကိုမချမ်းသာစေဘူးဆင်းရဲစေတယ်။ဘယ်မကောင်းမှုမှစိတ်ကိုမငြင်းအေးစေဘူးပူလောင်စေတယ်။ဘယ်မကောင်းမှုမှစိတ်ကိုမသက်သာစေဘူးပင်ပန်းစေတယ်။ဘယ်မကောင်းမှုမှချမ်းသာတဲ့ဘဝကိုမဖန်တီးနိုင်ဘူး။ဆင်းရဲတဲ့ဘဝကိုပဲဖန်တီးတာ။ဒါကြောင့်ခုရောနောင်မှာမဆင်းရဲခြင်းမို့ဆိုရင်မကောင်းမှုမှန်တယ်များရှောင်ကျင်နိုင်မှုစူးစမ်းကြရပါ ဒုတိယဆုံးမကကောင်းမှုဆောင်တဲ့။ဘာကြောင့်ကောင်းမှုကိုဆောင်ရွက်ဖို့တိုက်တွန်းရတာလဲ။ချမ်းသာစေခြင်းလို့။ကောင်းမှုနဲ့ချမ်းသာဒုက္ခကလည်းအကြောင်းအကျိုးတစ်စုံပဲ။ကောင်းမှုသည်အကြောင်းတရား။ချမ်းသာဒုက္ခသည်အကျိုးတရား။ကောင်းမှုဆိုတဲ့အကြောင်းတရားဖြစ်သွားရင်ချမ်းသာဒုက္ခဆိုတဲ့အကျိုးတရားတေချာပေါ့ဖြစ်လာမှာ။ ောင်းမှုဆိုတာစွန့်လွတ်ခြင်းဆိုတဲ့ဌာနကောင်းမှုရဲ့မိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြည့်ကင်းအောင်ထိန်းသိမ်းခြင်းဆိုတဲ့တိလာကောင်းမှုရဲ့ကိုယ်စိတ်ကိုတည်ငြိမ်အောင်ထားနိုင်ခြင်းလို့ဆိုတဲ့တမာရီကောင်းမှုရဲ့ကိုယ်ခန္ဓာရဲ့မတည်မြဲမှုအိဋ္ဌဆင်းရဲမှုဒုက္ခအစိုးမရမှုအနတ္တဆင်းရဲခြင်းအမှန်ဖြစ်တဲ့ဒုက္ခသစ္စာအဲ့ဒါလို့ကိုယ်ခန္ဓာရဲ့တဘာဝအမှန်တွေကို မှန်တိုင်းသိမြင်နားလည်ခြင်းလို့ဆိုတယ်။ပညာကောင်းမှုရေလို့ကောင်းမှုကြီး၄မျိုးရှိတယ်။ဘယ်ကောင်းမှုပဲဖြစ်ဖြစ် ကောင်းမှုမှရင်စိတ်ကိုချမ်းသာစေတယ်။ငြိမ်းအေးစေတယ်။တက်တာစေတယ်။ချမ်းသာတဲ့ဘဝတွေကိုပဲဖန်တီးပေးတယ်။ဒါကြောင့်ကုရောနောင်မှာချမ်းသာခြင်းတည်းဆိုရင်ကောင်းမှုဖြစ်အောင်ဆောင်ရွက်ကြရမှာ။တတိယဆုံးမှာ ဖြူအောင်ရှိကိုထားတဲ့။ဘာကြောင့်ရှိကိုဖြူအောင်ထားခိုင်းတာလဲ။မြင့်မြတ်တဲ့ချမ်းသာကိုသိနိုင်မြင်နိုင်အောင်လို့။ရှိကလောဘဒေါသတွေနဲ့ညှဉ်းနှွမ်းနေမယ်ဆိုရင်ကိုယ့်ရဲ့အကျိုးစီးပွားအဖြစ်ဖြစ်တဲ့ချမ်းသာတဲ့ချမ်းသာမှန်ကိုမသိနိုင်မမြင်နိုင်ဘူး။လူချင်းမမွတ်မှုတွေဖြစ်နေရင်စိတ်ကညှဉ်းနှွမ်းသွားတယ်။မကျေနပ်မှုတွေဖြစ်နေရင်လည်းစိတ်ကညှဉ်းနှွမ်းသွားတယ်။ ဝါခန္ဓာရဲ့အကြောင်းကိုအမှန်မသိဘဲနဲ့ကိုမြင်နေတယ်လို့မြင်ကိုထင်နေတယ်လို့ထင်နေရင်လည်းပဲညှဉ်းနှမ်းသွားတာပဲအဲ့ဒါလိုလောဘဒေါသမောဟတွေကြောင့်ဒီစိတ်ဟာညှဉ်းနှမ်းနေမဲ့ဆိုရင်ဘဝရဲ့အကြောင်းကိုအမှန်မမြင်နိုင်ဘူးဘဝရဲ့အကြောင်းကိုအမှန်မမြင်ရင်ဒီစိတ်ဟာမချမ်းသာနိုင်ဘူးဒါကြောင့်အမြင်မှန်ရပြီးတော့စိတ်ကိုချမ်းသာသွားစေခြင်းနဲ့ဆိုရင် လောဘဒေါသမောဟညစ်ကြေးတွေကင်းပြီးတော့ကိုယ့်ရဲ့စိတ်ကိုဖြူစင်အောင်ကြိုးစားကြရမှာဒီအဆုံးမသုံးပါးကိုအပ္ပမရိဏတမ္ပါဒိဋ္ဌဆိုတဲ့အဆုံးမနဲ့လိုက်နာနိုင်တယ်ကိုယ်ခန္ဓာမှာသတိရှိနေခြင်းအဖြစ်ကိုယ်ခန္ဓာမှာပါပဲဖြစ်ဖြစ်တိတိနေခြင်းအဖြစ်မကောင်းမှုကိုရှောင်ကျင်ပြီးသားဖြစ်သွားတယ်ကောင်းမှုကိုဆောင်ရွက်ပြီးသားလည်းဖြစ်သွားတယ် စိတ်ကိုဖြူအောင်ထားပြီးသားလည်းဖြစ်သွားတယ်။ဒါကြောင့်အပမာဒဆိုတဲ့သတိတရားနဲ့ပြည့်စုံအောင်ကြိုးစားနိုင်ကြပါစေ။ဣရန်ပုရိစိတ်တမသာရိဇာရိကံယေနိစကံယထာကာမယထာဒုက္ခတရိဇဟံနေခေတာမိယောနိတောဟဋ္ဌိပပိဏဝိယအင်ကုတကဟောဣရန်စိတ်တံဤစိတ်တိ ဥရိရှိခါကစ၍ရေနိစကံအလိုရှိတိုင်းယထကမလိုရှိဟာယထာဒုက္ခံကောင်းတို့ရာရာစာရိကံကျက်စားခြင်းကိုအာစာရိကျင်လေကျက်စားခဲ့ဘူးလားလိပြီအင်ကုတကဟောချုံးကင်သောရှင်နှင်းသည်ဟဋ္ဌိပပိနအမှုန်ရသောရှင်ကိုအင်ကုဒေနာချုံးဖြင့်ဣကနာတိဝိယနှိကုဆုံးမတကဲ့သို့ ဣဇယနေ့အဟံငါသည်တန်စိတ်တန်ထိုစိတ်ကိုယောနေသော နှလုံးသွင်းမှန်ကန်မှုယောနေသောမနတိကာလဖြင့်နေကဟေတာမိနေကိုဆုံးမပေးအံ့တဲ့ဒီကဓာတော်လေးကသာနုတာမဏေကိုအကြောင်းပြုပြီးမြတ်စွာဘုရားဟောခဲ့တာတတဝရရဲ့စိတ်ဆိုတာတန်တရားတစ်လျှောက်လုံးကောင်းမယ်ထင်တာလေးကမှကြိုက်တာကြိုက်တာကိုတွေ့ရင်ကြိုက်တယ်လား ထင်းတယ်လို့လှဲ့လေကျဆားလာခဲ့ရတာကျုံကင်ထားတဲ့ရှင်တိန်ဟာအမုံရစ်နေတဲ့ရှင်ကိုကျုံနဲ့နှိတ်ကိုဆုံးမတယ်လို့မျိုးဒီကနေ့ကစပြီးတော့ငါဟာဒီစိတ်ကိုအလုံးသွင်းမှန်ကန်မှုဆိုတဲ့ယောနီတော်မတိကာရာဖြင့်နှိတ်ကိုဆုံးမပေးအာတဲ့စိတ်ဆိုတာကောင်းကောင်းမဆုံးမဘူးဆိုလို့ရှိရင်အမုံရစ်နေတဲ့ရှင်တို့အကျိုးမဲ့တွေကိုဖန်တီးလိုက်မယ် ကောင်းကောင်းဆုံးမမယ်ဆိုရင်တော့ရှင်လိမ္မာတကောင်လိုရိုးရှိတာတွေကိုများစွာဖြစ်စေနိုင်မယ်။ရှင်ကိုဆုံးမတဲ့အခါချွန်းနဲ့ဆုံးမသလိုစိတ်ကိုဆုံးမတဲ့အခါမှလည်းမှန်မှန်ကန်ကန်စဉ်းစားဆင်ခြင်ခြင်းနှလုံးသွင်းမှန်ကန်မှုယုံကြည်တော်မြတ်တိကာလနဲ့ဆုံးမကြရမှာ။စိတ်ရဲ့သဘောကယုံကြည်တော်မြတ်တိကာလမရှိဘူးဆိုရင်နေ့သက်စရာအာယုန်နဲ့တွေ့ရင် မမောမှုနဲ့ရိုင်းနေမနစ်သက်เสียအာယုန်နေနဲ့တွေ့ရင်မကျေနပ်မှုနဲ့ရိုင်းနေမမောမှုတွေပဲဖြစ်ဖြစ်မကျေနပ်မှုတွေပဲဖြစ်ဖြစ်သူတို့ဖြစ်လာပြီဆိုရင်တော့အကျိုးရလက်ကရှင်ရဒုက္ခတွေပဲဆိုတာသိထားကြရမှာအဲ့လိုဆိုရတဲ့အကျိုးရလက်တွေမထွက်ရအောင်ကိုယ်စိတ်ကိုယောနေတော်မနတိကာရနဲ့ဆုံးမကြရမှာအလုံးသွင်းမှန်ကန်မှုယောနေတော်မနတိကာရဆိုတာ အမှန်တိမှုပညာနဲ့ဆင်းရဲနေတဲ့သဘောပါပဲယောနိတော်နတိကာရဆိုတာကြံမြန်ဖြင့်အားမျိုးရှိတယ်နံပါတ်၁ကကောင်းတဲ့စေရနာကကောင်းကျိုးချမ်းသာကိုဖြစ်စေတယ်မကောင်းတဲ့စေရနာကဆင်းရဲဒုက္ခကိုဖြစ်စေတယ်လို့ကံကံရဲ့အကျိုးကိုဆင်းရဲတာနံပါတ်၂ကတွေ့ကြုံနေရတဲ့အရာအလုံးဟာမတည်မြဲတဲ့သဘောတွေဘာတွေပဲဖြစ်နေဖြစ်နေအလုံးဟာပြီးဆုံးလိုက်နေတယ် ပျောက်ွယ်လိုက်နေတဲ့အိရှာသဘောတွေလို့ဆင်ញင်တာနံပါတ်3ကတွေ့ကြုံနေရတဲ့အရာအလုံးဟာပြီးဆုံးလိုက်နေတဲ့သဘောတွေမှုလို့ကောင်းမွန်တဲ့အရာတွေမဟုတ်ဘူးတကယ်ကျင့်တတ်စရာတွေမဟုတ်ဘူးဆင်းရဲဒုက္ခတွေမျှတာဖြစ်တယ်လို့ဆင်ញင်တာနံပါတ်4ကတွေ့ကြုံနေရတဲ့အရာအလုံးဟာကိုစိုးကိုပိုင်မဟုတ်တဲ့အရာတွေသူတို့ရဲ့မတည်မြဲတဲ့သဘာဝကိုတည်မြဲအောင် ကောင်းတဲ့သဘာဝကို ကောင်းမွန်အောင်ကိုယ်စိတ်ကြိုက်လှုပ်လို့မရတဲ့အဆိုးမရတဲ့အနတ္တသဘောတည်းလို့ဆင်ញင်တာနံပါတ်5ကမိမိခန္ဓာသူတစ်ပါးခန္ဓာလို့ဆိုတဲ့ဒီရုပ်ကိုကာယကြီးဟာမတန်ရှင်းတဲ့အနတ်မကောင်းတဲ့ယွန်ရှာဆက်ဆုပ်ဖွဲ့တို့ရဲ့အဆူဝေးမြတာဖြစ်တယ်လို့ဆင်ញင်တာဒီယောနိတော်မြတ်တိကာရ၅မျိုးဟာစိတ်ဆင်ရိုင်းကိုဆုံးမတဲ့နေရာမှာ အလွန်အစွမ်းထက်တဲ့လက်နက်တွေပဲဘဝမှာဘာတွေပဲဖြစ်နေဖြစ်နေစိတ်စေတနာဆိုရင်ဆင်းရဲလိမ့်မယ်စိတ်စေတနာကောင်းနေထားမှ ချမ်းသာမှာဆိုတဲ့အသည့်နဲ့ကိုယ်စိတ်ကိုစုံမကြရမှာအမြဲပြေးဆုံးလိုက်နေတယ်မတည်မြဲတဲ့အရာတွေဆိုတဲ့အသည့်နဲ့ကိုယ်စိတ်ကိုစုံမကြရမှာအမြဲပြေးဆုံးလိုက်နေလို့ ဒါတွေကကောင်းမွန်တဲ့အရာတွေမဟုတ်ဘူးဆိုတဲ့အသည့်နဲ့လေကိုယ်စိတ်ကိုဆုံးမကြရမှာဖြစ်เสียအကြောင်းရှိတဲ့အတိုင်းဖြစ်နေတဲ့အဆူမရတဲ့အနတ္တသဘောတွေဆိုတဲ့အသည့်နဲ့ကိုယ်စိတ်ကိုဆုံးမကြရမှာဘဒုက္ခနာပဲဖြစ်ဖြစ်အတန်ရှင်းနဲ့အနတ်မကောင်းနဲ့ရွန်ရှာဆက်စုပ်ဖွယ်တို့ရဲ့အဆူဝင်းများတာဖြစ်တယ်ဆိုတဲ့အသည့်နဲ့ကိုယ်စိတ်ကိုဆုံးမကြရမှာဒါကြောင့် ဘယ်လိုအခြေအနေမျိုးတွေနဲ့ပဲတွေ့ကြုံတွေ့ကြုံကိုယ်စိတ်ကိုရိုင်းဆိုင်မှုတွေနဲ့မစင်းရဲရအောင်ရှင်းမှန်တဲ့ယဉ်ကျေးမှုတွေနဲ့ချမ်းသာသွားအောင်အတွေ့အမြင်မှန်ကန်မှုလို့ဆိုတဲ့ယောနိတော်မြတ်တိကာရာဖြင့်ကိုယ်စိတ်ကိုဆုံးမနိုင်ကြပါစေဧထပတ္တိမံလောက စိတ်တံရာဇရထုပမယထဘာလာဝိတိရန္တိနတ္ထိတေကိုဝိဇာနတံ ဧထလာကြကုန်လောရာဇရထုပမံမင်းယထာကဲ့သို့စိတ်တန်ဆန်းကြယ်သောဣမံလောကဤခန္ဓာလောကကိုပတ္တထကြည်ကြကုန်လောယထဤခန္ဓာအရဘော၌ပါလာမတိကုန်သောလူမိုက်တို့သည်ဝိတီရန်တိနှမြုပ်သွားကြကုန်၏ဝိဇာဏတံတိကုန်သောသူတို့အားသင်္ကောကဲ့ညီခြင်းသည်နတ်တိမရှိ လာကြကုန်လို့မင်းစည်းတဲ့ယထာရစီလို့စံကြဲတဲ့ဒီခန္ဓာကိုအတဘောကြီးကိုအမှန်မြင်အောင်ကြည့်ကြကုန်လို့ဒီခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်မသိကြတဲ့မိုက်မဲတဲ့သူတွေဟာစင်ရဲတွင်နေနှင်မွန်းသွားကြလေဒီခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုအမှန်သိကြတဲ့ဉာဏ်ရှိတဲ့သူတွေကတော့ကံ့ညှိမှုမရှိတဲ့အတွက်ကြောင့်စင်ရဲဒုက္ခက လွတ်မြောက်သွားကြ၏ဒီကဒါတော်ကိုဘာကြောင့်မျက်စွာဘုရားဟောတော်မူခဲ့တာလဲပိမိတာကမင်းကြီးရဲ့သားအဖေရမင်းသားဆိုတာရှိတယ်အဲ့ဒီဘုရားမင်းသားဟာစစ်ပွဲတပွဲကိုအနိုင်တိုက်နိုင်ခဲ့လို့ခမဲတော်မင်းကြီးကကြီးမားတဲ့စီးရင်ကိုပေးတဲ့အထင်းမှာအလွန်ချုံမောလှပတယ်ကကြည်တယ်မလေးတယောက်လည်းပါတယ်အဲ့ဒီကကြည်တယ်မလေးကိုမင်းသားဟာအလွန်မှချစ်မြတ်နိုးတယ် အဲ့လိုချစ်လို့မဆုံးဖြစ်နေတော့မှာပဲအဲ့ဒီကကြီးတဲ့မလေးဟာယူတရက်တည်ဆုံးသွားတယ်ဘလို့မှဒီမင်းသားဟာမဖြေနိုင်ဘူးတောကပရိဒေဝမင်းဟာသူ့စိတ်နှလုံးကိုအကြီးအကျယ်လောင်မြိုက်တယ်ဘလို့မှနေမရတဲ့အဆုံးမှာမြတ်စွာဘုရားကြီးရောက်လာပြီးတော့အကြောင်းအကျိုးလျှောက်ထားလို့မြတ်စွာဘုရားကဒီဂါထာလေးကိုဟောခဲ့တာဒေသနာရဲ့အဆုံးမှာ အဖေရမင်းသားဟာတောတာပါဖြစ်တယ်။ဒီခန္ဓာအတ္တဘောကြီးကိုမင်းစည်းတဲ့ယထာတစဉ်လို့စမ်းကြည့်တယ်လို့မြတ်စွာဘုရားဟောခဲ့တာ။ဦးကောင်ကနေခြေပွားအထိကြည့်လိုက်စမ်းပါ။ဘလောက်ရှုပ်ရှုပ်ထွေထွေတိဆောက်ထားလဲ။အုံနောက်နဲ့ဆက်သွယ်နေတဲ့တကူလုံးကိုဖြန့်ကျက်ထားတဲ့အာယုံရောကွန်ရဲ့ကြီးရှိတယ်။အဆုတ်ကတန့်ပေးတဲ့သွေးတွေကိုသွေးကြောတွေကနေတဆင့် တကူလုံးအနှံ့ကိုရောက်အချိန်နဲ့အမျှတတိတိအတန်ပေးပြီးနှလုံးကနေညစ်ပြီးတွန်းနေတာရှိသေးတယ်။စားတော့ထားတဲ့စားရည်ရည်တွေကလိုအပ်တဲ့အာဟာရဓာတ်တွေကိုယူပြီးတော့မလိုအပ်တဲ့အညစ်အကြေးတွေကိုစွန့်ထုတ်နေရတဲ့သဘာဝတွေရှိတယ်။ဘလောက်ရှုပ်ထွေးတဲ့စိတ်ယုတ်ကြီးလဲ။အဲ့ဒါလို့စမ်းကြေလာပါလေလို့ဆိုတဲ့ဒီခန္ဓာအိမ်မှာ ူထက်များစွာစံကြယ်တဲ့သိမှုလို့ဆိုတဲ့စိတ်ဖရင်ကြီးကခံစားမှုဝေဒနာတွေမှတ်သားမှုတင်ညာတွေတိုက်တွန်းနှိုးဆော်ပြုလုပ်မှုသင်္ခါရတွေခြံရံပြီးတော့ကိန်းဝတ်မင်းမှုနေတယ်အဲ့ဒီစိတ်ဖရင်ကြီးကလောဘဒေါသမောဟကိလေသာတရားတွေနဲ့ပေါင်းပြီးခန္ဓာအိမ်ကိုအုပ်ချုပ်နေတယ်အဲ့ဒါလိုရုပ်ရှုနံစုဖြစ်တဲ့ဒီခန္ဓာအိမ်ရဲ့သဘောကိုအမှန်မြင်အောင်ကြည့်ပါ ်ရုပ်စုနာစုတို့ရဲ့သဘောမှန်ကဖြစ်ပြီးမရှိတော့တဲ့အနိစ္စသဘောပဲဆင်းရဲတဲ့ဒုက္ခသဘောပဲအဆိုးမရတဲ့အနတ္တသဘောပဲဒီအမှန်သဘာဝတွေကို မသိကြတဲ့သူတွေဟာဒုက္ခတွေတည်းနှစ်သွားကြလိမ့်မယ်တဲ့ဟုတ်တယ်ခန္ဓာရဲ့သဘောမှန်ကို မသိရင်လောဘဒေါသမောဟတွေဖြစ်မယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့မှားယွင်းမှုတွေဟာ ရှင်းရတဲ့ဘဝတွေကိုပဲဆက်ဆက်ပြီးတော့ဖြစ်စီမှာမာကြီးရင်ကြီးသလောက်ဘယ်ပုံထိလဲရောက်သွားနိုင်နေနင်မွန်းသွားတယ်ဆိုတာအဲ့ဒါကိုပြောတာခန္ဓာရဲ့သဘောမှန်ဖြစ်တဲ့ဒုက္ခသစ္စာသဘောကို သိကြတဲ့သူတွေကတော့ဒီခန္ဓာဒီလောကရဲ့အပေါ်မှာလောဘနဲ့ကံ့ညှိမှုမရှိကြဘူးတဲ့မကပ်ဘူးမညှိဘူးဆိုမှတော့ဒီဒုက္ခတွေကနေလွတ်မြောက်သွားပြီပေါ့ ဒီခန္ဓာလောကရဲ့ဒုက္ခသစ္စာသဘောကို အမှန်သိဖို့အတွက်ဆိုရင်ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ် ဖြစ်တိုင်းတည်တည်နေတဲ့သတိပဋ္ဌာန်ဤလန်းကိုလေ့ကျင့်ကြရမှာမဂ်ဂင်လန်းကိုရှောက်လန်းကြရမှာဖျားပွန့်လာတယ်ဆိုတာဒီခန္ဓာလောကဟာဆင်းရဲမြတာဖြစ်တယ်လို့သိပြီးတော့ဒီခန္ဓာလောကရဲ့ပုံမှာဖြစ်နေတဲ့လောဘရဲ့လက်ကလွတ်မြောက်ဖို့အတွက်ဤလန်းတွေကိုပေးဖို့ပွန့်လာတာဒါကြောင့် တတိပဒံဆိုတဲ့အကျင့်မှန်ကိုကျင့်ပြီးတော့ဆင်းရဲဒုက္ခကလွတ်မြောက်အောင်ကြိုးပမ်းနိုင်ကြပါစေ။အမတန်တိဘိခဝေပရိဘုံဇန္တိရေကာယကတတရင်ပရိဘုံဇန္တိဘိခဝေယဟန်တို့ရေကျင်သူတို့သည်ကာယကတတရင်ကာယကတတိကိုပရိဘုံဇန္တိသုံးဆောင်ကုန်၏တေထိုသူတို့သည်အမတန်အမြိုင်းနိဗ္ဗာန်ကို ရိပုံစံတည်းသုံးဆောင်ရသည်မိဂုံဤယဟန်တို့ကာယကတာတတိကိုသုံးဆောင်ရတဲ့သူတွေဟာနိဗ္ဗာန်ကိုသုံးဆောင်ရတဲ့သူတွေပဲတဲ့ကာယကတာတတိကိုသုံးဆောင်နေဆိုတာကာယကတာတတိကိုပွားများနေတာကိုပြောတာကာယကတာတတိဆိုတာဒီခန္ဓာရဲ့ရုပ်အစုအဝေးကြီးကိုတတိထားပြီးဆင်းရဲနေတာကိုပြောတာမြတ်စွာဘုရားက ကာယကတာတိတုတ်တံမှာကာယကတာတိကို78မျိုးတောင်သင်ပေးထားတယ်။ဒီနေရာမှာတော့32မျိုးသောကုဋ္ဌာတကိုရှင်ကျင်တဲ့ကာယကတာတိကိုပဲပြောပါမယ်။နားထောင်ရင်းနဲ့ရှင်ကျင်ကြည့်ပါ။ဒီခန္ဓာကိုယ်ကြီးမှာဇံမင်းမွေးညင်းခြေသီးလက်သီးသွားအကြီးအသား အကျော်အယိုးရိုးရင်းခြင်းစီအညို့အညို့ဆိုတာအကြောက်ကပ်ကိုပြောတာနှလုံးအသေးအမြည်အဖျင်းအဖျင်းဆိုတာတရရွက်ကိုပြောတာအဆုတ်ဥမဥသေးအစာသည်အစာဟောင်းအုံနောက်တီးကြီးတလိပ်ပြေးသွေး ချွေးအစီကဲမျက်ရည်အစီကြီးတတွေးနှက်အစီကျင်ငယ်ဆိုတဲ့၃၂မျိုးသောကုဋ္ဌာတာတွေပဲရှိတယ်လို့ဆင်းရင်းနေရင်လေကာယကတာတတိပဲအေကြီးတလုံးထဲမှာဇန်နေသဘာဝီပြောင်းနေနှမ်းနေပဲတွေစုပြီးထည့်ထားတယ်လို့ဒီခန္ဓာကိုယ်ကြီးဟာလည်း ီ32မျိုးသောကုဋ္ဌာတာတွေရှုပြီးထည့်ထားတယ်။အေကြီးတလုံးမှလာလို့ဆင်ញင်ရမှာ။အယိုးကိုအမာခံနေနဲ့စိုက်ထောင်ပြီးတော့အကျော်မျိုးမျိုးနဲ့ဖွက်ရှက်ထားတဲ့အသားအသွေးတွေနဲ့လိမ့်ကြံပြီးတော့အည်ရူအည်ပါးတွေနဲ့အုပ်ပြီးတိဆောက်ထားတဲ့ခန္ဓာအင်ကြီးပါ။တကူလုံးမှာသွေးတွေစီးဆင်းနေတယ်ဆိုတာကိုစိတ်ကူးနဲ့မြင်အောင်ကြည့်ကြည့်ပါ။ အတွင်းမှာရော ပါးရင်းနဲ့ပြည်နေလေ။ခေါင်းထဲမှာအုံနောက်တွေနဲ့ပြည်နေတယ်။ရင်ကောင်းပိုင်းမှာအဆုပ်နဲ့နှလုံးနဲ့ပြည်နေတယ်။ဝမ်းပိုက်ထဲမှာပါးရင်းရှိလေ။ကိုစားတောက်ထားတဲ့အစာသစ်တွေနဲ့ပြည်နေတဲ့ဥတွေရှိနေတယ်။စိတ်ကူးနဲ့မြင်အောင်ကြည့်ကြည့်ပါ။စာဟောင်းနေနဲ့ပြည်နေတဲ့ဥမာကြီးရှိနေတယ်။အဲ့ဒီဥတွေရဲ့အထက်မှာ အသေးဆိုတာကြီးရှိနေတယ်။ကြောက်ကနှလုံးရှိနေတယ်။တေးရွရွဆိုတာရှိနေတယ်။ရှိတွေနဲ့ပြည်နေတဲ့စီးအိမ်ကြီးရှိနေတယ်။ဘဝဆိုတာဒါတွေရဲ့အရှုဝေးကြီးပါပဲ။အဲ့ဒါတွေကိုဆင်းရဲနေရမှာလူတွေဟာဒါတွေကိုအမှန်မမြင်မဲနဲ့ထင်ကျင်လို့ထင်ပြီးတော့နေနေကြတာ။ဒီအမှန်တရားတွေကိုစိတ်ကမမြင်တော့ မျိုးမျိုးသောအလိုဆန္ဒတွေကြီးထွားပြီးလောဘမီးတွေလောင်နေကြတာလိုဆန္ဒတွေများလေလေအလိုမကျစရာတွေများလေလေ ဖြစ်ပြီးတော့ဒေါသမီးတွေလောင်နေကြတာကိုကိုကိုဘာဖြစ်လို့ဖြစ်နေမှမသိတဲ့မောဟမီးတွေလောင်နေကြတာဒီလောဘဒေါသမောဟမီးတွေကြောင့်စိတ်တွေက ပူလောင်နေရတာဒီခန္ဓာကိုယ်ကြီးရဲ့သဘာဝကို မှန်တိုင်းဆင်းရဲနေမယ်ဆိုရင်စိတ်မှာလောဘဒေါသမောဟမီးတွေငြိမ့်မယ်ဒီမီးတွေငြိမ့်ရင်ဒီစိတ်ဟာအေးချမ်းမယ်ဒါကြောင့်မြတ်စွာဘုရားကကာယကတာတိကိုသုံးဆောင်သူဟာနိဗ္ဗာန်ကိုသုံးဆောင်ရသူပဲလို့ဟောတာနိဗ္ဗာန်ဆိုတာလောဘဒေါသမောဟငြိမ့်ရဖို့ပြောတာလို့အာလုံးနားလေထားကြပြီးသားပါမဲ့ညာပုံညာဖြင့်အာယုံပြုတ်ရတယ် နိဗ္ဗာန်ကိုမရသေးပေမဲ့တရင်ကလောဘဒေါသမောဟငြိမ်းလို့ဖြစ်တဲ့စိတ်ရဲ့ငြိမ်းအေးမှုချမ်းသာကိုတုံးဆောင်ရတာကိုပဲနိဗ္ဗာန်ချမ်းသာကိုတုံးဆောင်ရတော့သူလို့တင်စားပြီးတော့ဟောထားတာဒါကြောင့်ကာယကတ္တသတိကိုပွားများဆင်ခြင်ရင်းနဲ့နိဗ္ဗာန်ချမ်းသာကိုတုံးဆောင်နိုင်ကြပါစေ